တာပေးမယ်သူတို့ကကိုယ့်မြေတားစင်တော်ချစ်ချင်းမြေတားကိုပေးရတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ခါလေးမရှိခါကြလည်းကိုမဟုတ်ဘေးအလန်းတောင်းတယ်ဟောထည့်ပေးတယ်ဟာလဲဟောလူစင်ကိုကတော့မြန်းချစ်ပါတယ်အခု I love you ရှင်းကြအောင်ရှင်းအခုတော့ရှင်းနေရပဲဒီတိုင်းလည်းရှင်းနေကြပဲဖြစ်တော့တယ်အရှိခံလိုက်တော့မယ် ်ပဲအခုချိန်ဒီနေယူသေးတယ် ီနေ့ပဲဒီနေ့ပဲလေးလုံးမနေ့ဟာနှလုံးတနေ့ဟာတစ်လုံးအားလုံးပေါင်းခုနှလုံးလောက်ရှိတယ်24 24နှစ်ဆက်လေးနေ့ဟာတစ်လုံးရောက်လာတယ်နှစ်ဆက်9နေ့ဟာအဲနှလုံးအဲ20ရညီမလေးတယောက်ကောပြီးပြော့ဒီကျွန်တော်နဲ့မွေးနေ့တူတဲ့ညီမလေးရှိရတက်တက်ဆိုရအဲ့တော့တက်တက်မလားအဲဝင်းနဲ့ကျွန်တော်နဲ့မွေးနေ့တူရက်လဲတူတဲ့ အဲညီမလေးကဆိုတော့သူကကျွန်တော်ဟို surprise အနေနဲ့အချို့ပြလာခွဲပေးရအဲ့လေးနဲ့ဆိုရင်၃လုံးဒီနေ့၄လုံးဆိုရင်၇လုံးအားလုံးပါမို့ကျွန်တော်ကိတ်မုတ်ဆန်အောင်ပြန်ပွင့်တော့မှာအဲဘဝမှာဒါပထမဆုံးအဲ့လိုပထမဆုံးအချိန်နေပါပဲပထမဆုံးအလူပထမဆုံးဟိုနည်းနည်းမွေးနေပေါ့ပြည့်တဲ့တင်နေအတူတူလောက်လာရတဲ့မွေးနေပထမဆုံးအရာတွေလည်း ရရှိသွားတာပေါ့ပြောပါပြောကြတာပဲအကုန်လုံးက surprise surprise ဘာမှန်းတော့မသိဘူးအကုန်လုံးက surprise လို့ပြောနေတာအေးပဲတိုက်မှာလားဘာလဲပေါ့အမေကျေးဇူးတင်ပါတယ်ဒီမှာဒီမှာဒါဒါလေးကတော့အဓိက surprise လေးပါကျွန်တော်ဟိုတိတောင်မသိဘူးပေါ့နော်သူတို့ကသူချိန်ပြီးတော့ခိုးလောက်ကြတာမကောင်းအဲ့ပန်ကလူတွေကအကြီးဆုံးရည်ဒီဆိုတော့ကောင်မကောင်းကျေးဇူးတင်ပါတယ်ဘလောက်လောက်ကျေးဇူးတင်လဲဆိုပြောမပြတတ်ပါဘူးအဲကျွန်တော်ရဲ့ မိသားစုမျိုးကသူတို့တွေကကျွန်တော်ရဲ့ဒုတိယမိသားစုပါ။ဒါကြောင့်လဲဆိုတော့ကိုကမေတ္တာပေးမယ်သူကကိုကမေတ္တာကိုစင်တော်ချစ်ချင်းမေတ္တာကိုပေးရတော့ကျေးဇူးတင်ပါတယ်ဖန်ပရိသတ်တွေရောအနည်းမှရှိသေးတယ်ရောအဝေးမှရှိသေးတယ်ရောပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်လို့အခုလိုစင်ပေးရအမားတွေကိုလည်းကျေးဇူးတင်ပါတယ်။ရှိမှမရှိဘူးလား။ရှိရင်လည်းရှိမှာပေါ့ကျွန်တော်ကတော့မသိဘူး။ဟုတ်လို့ဆိုကျွန်တော်လူငယ်လေးဖြစ်တယ်ကျွန်တော်လေ့လာမှုရတော့ ကျွန်တော်အမြင်အတိတ်ထဲမှာမရှိဘူးဒါပေမဲ့ရှိကောင်းလည်းရှိပါတယ်လောပြပြလူရှင်တော်မဟုတ်ပါဘူးဘသူပြပြအားပေးပါတပင်ကိုချစ်တဲ့တရားနုပြနာချစ်တဲ့တရားအားပေးပါအားကြောင့်လဲဆိုကျွန်တော်တို့လူရှင်တော်တွေကပိတ်တဲ့ချစ်ကိုပို့လို့ခြင်းကြပါတယ်ဘာကြောင့်လဲဆိုလူရှင်တော်ဆိုတာပိတ်တဲ့အမုန်းပုံများတယ်ဘာကြောင့်လဲဆိုမင်းသားကိုဟိုပို့ပြီးပြက်ကားတာတွေအဲ့လိုလေးပေါ့ပိတ်တဲ့အမြင်မှာမင်းသားအခုတော့ကျွန်တော်နှစ်ပါးထွက်တာလေးပြပါလိမ့်ဆိုတယ် မင်းသားမလားကျွန်တော်စကားပြောရင်အာမင်းသားကြီးကျွန်တော်တကောင်းနဲ့မပြီးနိုင်တော့အလုပ်မျိုးဒါလေးကျွန်တော်အမုံကျွန်တော်တို့ကျွန်တော်မုံပုံများပါတယ်လွယ်ပြပြအခုလိုဟာဖြစ်တဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်လူရှင်တော်ဒီမှမဟုတ်ပါဘူးအကုန်လုံးပါမြေပြင်သားသမားတွေချစ်ပါအញ្ញအကူကလက်တွဲခေါ်ပါတယ်သူညီလေးတွေနေရတနေရရဖို့ထမင်းတလုံးနဲ့မှန်ဖို့အတွက်သူကအမြဲတမ်းဟိုဟာဖြစ်ပေးပါတယ်အလုပ်ကိုလေအလုပ်ကိုလည်းပြီးတော့နောက်တစ်ခါအလုပ်ကိုလည်းလေးစားသေးခြင်း လောက်တခုလေဘာပဲလောက်လောက်တွဲလဲခေါ်တယ်အလောက်တခုလဲတန်မိုးထားပြီးလေးစားသေးခြင်းအဲ့လိုမျိုးကဆုံးမအောင်อืมအဲ့လိုပြောရမှာပေါ့ဟုတ်တယ်အဲအပြင်မှာခါတိုင်းကျွန်တော်တို့ဟိုကိုယ်စားတယ်မရဘူးဆိုတနေရာသွားရင်အဲ့တနေရာပဲကိုယ်သိတာအဲ့တနေရာပဲကိုယ်သဘောကျဒါမဲ့ဒီပေါ့ကိုယ်စားတဲ့ရောက်မှပြည်သက်တွေကတနေရာမှာကွက်ပြီးတော့စုတိွားကြပဲအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်အကိုကလည်းအကိုကတော့မြန်ချစ်ပါတယ်အကို I love you ရှင်းအကုန်လုံးရှင်းနေရပဲဒီတိုင်းလည်းရှင်းနေကြပဲဖြစ်တော့တဲ့ရှင်းခံလိုက်တော့မယ်အကုန်စိတ်မစိုးနဲ့တော့ကိုစတာဘာကြောင့်လို့ဒီရှင်းကြရလဲအဲသူကဟောပေါ့အင်း BL fan တွေပေါ့အဲ့လို fan တွေရှင်းနေမလို့ရှင်းကြနေမှာပါညီအကုန်နဲ့အပြင်မှာလည်းညီကိုလို့နေရတခုဆိုလေအမြဲဘလုံးကိုစကန်မှုဆိုလေလှန့်လန့်ခေါ်ရအကိုကျွန်တော်တို့ဟိုဟာမဘိုးလေးပါလေ300လက်ထဲရှိရဒါပေမဲ့ မဘိုးလို့ညောအခုမဘိုးပေးဆိုတာလွဲပြီးသူညီကိုလိုပဲဖြစ်တော့အရင်ကတော့မဖြစ်ပါဘူးစင်ပေါ်မှာတော့ဒါမဲ့ဟိုမင်းသားကောင်းမပေါင်းတာဖြစ်တော့ကွာဘတ်စပတ်တစ်ခုနေနေရောယူယူသေးတာဘိုးရှိနေမယ်လားအဆက်စီရမဘိုးတိကျလို့ချင်းလို့ချင်းလို့အမေတကခါလေးမရှိခါကြတယ်အခုမဘိုးပေးရလန်တောင်းတယ်ကွာထည့်ပေးတယ်ဟာလာဟာလူစီရကျေးဇူးများတင်ပါတယ်အဓိကတော့အခုကိုပဲဟိုချစ်ပါအခုချစ်ချင်းဒီကျွန်တော်တို့ချစ်ချင်းနဲ့တူတူပါပဲ ။ဘာကြောင့်လဲဆိုတော့အကိုကကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်အကိုအပေးမှာကျွန်တော်တို့ကအလုပ်ရမှာပါ။အလုပ်ရမှာထမင်းစားမှာဖြစ်တဲ့အတွက်အဓိကအကိုကိုချစ်ပါ။ကောင်းစုသည်လည်းအားလုံးရဲ့အဲချစ်ချင်းနဲ့ထိုက်တန်ပါတယ်။ဘာကြောင့်လဲဆိုတော့ပရိသတ်တွေကိုပရိသတ်ပေါ်အရန်လေးစားတန်မိုးထားတဲ့မင်းသားတယောက်ဖြစ်တဲ့အတွက်ပရိသတ်ချစ်ချင်းမြတ်တာနဲ့သူ့တော့ကအများကြီးဟိုဖြစ်ပါထိုက်တန်ပါတယ် လေးနဲ့ပြောချင်သေးလေးဟင်းကျွန်တော်ကအမြဲတမ်းချစ်ဒီထက်ပိုချစ်ကမှာအဲကိုသဘူနဲ့ကိုသဘူနဲ့တွေ့ရပြီကိုသဘူအချင်းနေကျွန်တော်ချစ်အဲ့လိုမျိုးချစ်မချစ်လို့လည်းမရပါဘူးကျွန်တော်ကိုသဘူဘင်းနာမှာအမြဲရှိနေမှာလေမနာလို့ဘယ်ရေးကြည့်တယ်မနာလို့ဖြစ်နေကြမှာဆိုတာဟုတ်ရှင်းပြပါလေ